ဒီလိုစောင့်သုံးလိုက်တဲ့ဥပုပ်ရဲ့အကျိုးကျေးဇူးဟာဘလောက်များသလဲလို့ဆိုလို့ရှိရင်အမတန်မှအကျိုးကျေးဇူးများတယ်တဲ့ဘုရားကနားလည်အောင်ဘယ်လိုဟောတော့ဆိုကမ္ဘာလောကကြီးအတွင်းမှာရှိတဲ့ယေရနာတွေနော်အဖိုးတန်ယေရနာတွေကိုစုလိုက်အဲ့ဒီအဖိုးတန်ယေရနာတွေရဲ့တန်ဖိုးနဲ့တစ်ချိန်တစ်ခါစောင့်နေရတဲ့အခုလိုမုံမြတ်တဲ့ စီးစနစ်ကြတဲ့ဥပုပ်အတိတ်ပဲရှိရှိစောင်းလိုက်တဲ့ဥပုပ်ရဲ့တံပိုးနဲ့နှိုင်းရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့ယရဏာရီရဲ့တံပိုးဟာဥပုပ်တခါစောင်းရတဲ့ကုသိုလ်တံပိုးရဲ့16ပုံပုံတပုံတော့မရှိဘူးလို့ပြောတာเนาะဘာဖြစ်လို့ဒီလိုပြောရတုံးလို့ဆိုလို့ရှိရင်ဥပုပ်တစ်ချိန်တခါစောင်းလိုက်လို့ရှိရင်လူစည်းစိမ်မပြောနဲ့နတ်စည်းစိမ်နတ်ချမ်းသာတွေကိုပေးနိုင်တယ် ဟောနတ်ချမ်းသာတွေဆိုတော့အဲ့ဒီယရဏာတွေရဲ့တံပိုးတွေကြီးတယ်ဟုတ်ကဲ့ဥပုပ်ကလေးတခါစောင့်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ဟာလူချမ်းသာတဲ့တာလွန်နဲ့နတ်ချမ်းသာလူချမ်းသာဆိုတာနတ်ချမ်းသာနဲ့နှိုင်းရှင်လိုက်လို့ရှင်ဘာမှမပြောပါတော့ဘူးချမ်းသာဒုက္ခလို့တောင်မဆိုနိုင်တော့ဘူးဘာဖြစ်လို့တော့ဆိုစဉ်းစားကြည့်လေ လူပြေမှာအနှစ်90မှစတုမာရဲ့နတ်ပြေမှာတရက်ဖက်ရှိသေးတာတက်တန်းခြင်းအပြင်လဲကွာတယ်စီးစိမ်ချမ်းသာခြင်းအပြင်လဲကွာတယ်လူပြေမှာအနှစ်တရာဆိုရင်တာဝရင်းသာနတ်ပြေမှာတရက်ဖက်ရှိသေးတယ်နော်အဲ့ဒီရက်တွေနဲ့တွက်လိုက်တဲ့အနှစ်900ဟာစတုမာရဲ့နတ်ပြေရဲ့တက်တန်းတစ်ခုပဲအဲ့ဒီရက်တွေနဲ့တွက်တဲ့အနှစ်1000ဟာတာဝရင်းသာနတ်ပြေရဲ့အသက်ဆိုတော့ နတ်သက်တွေကတဖြည်းဖြည်းတစတစတိုးသွားတာလဲတဲ့အသက်တွေမဟုတ်ဘူးရှေးလျားတာချမ်းသာဒုက္ခကလည်းအနွန်တရားကြီးမားတယ်ဆိုတော့လူချမ်းသာနဲ့နတ်ချမ်းသာနှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင် မနှိုင်းရှင်နိုင်တော့အောင်နတ်ချမ်းသာကတာလွန်နေတယ်ပေါ့နော်လူဆိုလို့ရှင် အသက်50လောက်ဆိုမအိုဘူးလားကိုမတည့်ရပဲရှိသေးတယ်လေစည်းစိမ်ချမ်းသာခံစားရတာကျင်းကလည်းတအားကွာတယ်တတန်းကလည်းတအားကွာတယ် စတုမာရီနတ်ပြည်မှာတရက်ရှိပဲတာဝရိနာနတ်ပြည်မှာနေဝက်ပဲရှိသေးတယ်ဟုတ်ကဲ့လားအဲ့လိုနတ်ပြည်တွေဟာတစ်ခုနဲ့တစ်ခုတာလွန်သွားလို့ဟောဒီဥပုံဆောင်လို့ရှင်အခုပြောတဲ့နတ်ပြည်တွေအလုံးရောက်နိုင်တာဖြစ်တော့ကြောင်းဥပုံဆောင်ရခြင်းအကျိုးကျေးဇူးကအလွန်ကြီးမားတယ်လို့မြတ်စွာဘုရားကဟောတယ်ဒါတွေမကဘူးတရားမင်းကြီးကတခါပြောတယ်အေးလူလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေ ။ဒါစမ်းရှိရဲ့လားဆိုရှိရဲ့လာပြီးလာွယ်မှာဥပုသ်ဆောင်ရမယ်ဆိုလို့ရှိရင်အဲ့ဒီပုံကိုယ်ကြီးကိုတရားမင်းကြီးကပြောတာသူလိုတရားဘုရားရောက်ချင်လို့ရှိရင်တဲ့ဥပုသ်ဆောင်ရပါလို့တရားမင်းကြီးကနတ်တပည့်အစီဝေးတစ်ခုမှမိန်ကုန်းပြောတဲ့။အဲ့လိုမိန်ကုန်းပြောတာကိုမြတ်စွာဘုရားကဗာပြောတော့သူတရားမင်းပြောတဲ့စကားကမပြည့်စုံဘူးတဲ့။ဟုတ်ကဲ့ ူပြောတာကငါလူတကြားဖြစ်ချင်လို့ရှိရင်ဥပုသ္ဆောင်လို့ဆိုသူပြောတဲ့စကားမပြည့်စုံဘူးတကယ်ပြောရမှာတော့ယဟန္တာပုဂ္ဂိုလ်ကငါလူယဟန္တာဖြစ်ချင်ရင်ဥပုသ္ဆောင်လို့ပြောရမယ်ဟောဒါကြောင့်မလို့ဥပုသ္ဆောင်လေဆိုတာလဲတဲ့ကုသိုလ်မဟုတ်ဘူးတဲ့ယဟန္တာပုဂ္ဂိုလ်ကသာလေငါလူယဟန္တာဖြစ်ချင်တဲ့ပုဂ္ဂိုလ်တွေဥပုသ္ဆောင်ကြပါဟောအတိတ်ပဲရှိလာတဲ့ ဘုရားဘာသာတို့ရဲ့ချင့်စဉ်တစ်ခုဟာပုံပြက်ပန်းပြက်မဖြစ်စေဘဲနဲ့အတိတ်ပဲရှိရှိဥပုပ်ကိုစောင့်သုံးနိုင်ဖို့အမတန်မှအရေးကြီးပါတယ်။ဥပုပ်လို့ပြောလိုက်တာနဲ့ဘာသာကြားတွေကလည်းသူတို့လည်းဥပုပ်ဒီလည်းဥပုပ်တူတူလို့တချို့ကထင်းနေတတ်ကြတယ်ဟုတ်လား။အနစ်တာရဘိုင်းမှာအလွန်ကွာခြားတယ်ဆိုတာအားလုံးသဘောပေါက်နားလိုက်ပြီ။ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တကယ်စစ်မှန်တဲ့အရိယုပောဒထလို့ခေါ်တဲ့ သူတော်စင်သူတော်မြတ်တို့စောင့်သုံးတဲ့ဥပုပ်ကိုကိုစီကိုငှချင်းကြံကြိုးကုပ်အားထုတ်စောင့်သုံးနိုင်ကြပါစေကုန်သတည်း